SBS ရဲ့စွန့်ပစ်ပစ္စည်းတွေကပြန်လည်တန်းစင်ထားတဲ့ Rap Bit Series နဲ့တိစောက်ထားတဲ့ဒုံးကြီးကိုပထမဦးဆုံးအကြိမ်အာဂါသတဲ့ကိုပြင်လွတ်ပြီးတဲ့နောက်ကမ္ဘာမြေပေါ်ပြန်လည်စဉ်သက်နိုင်မှုကိုအာဂါသပြန်တန်းရေးနယ်ပယ်ရဲ့တော်လှန်ရေးတရက်ဖြစ်တယ်လို့ SpaceX Company ဥက္ကဋ္ဌ Elon Musk ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီလိုလွတ်တွေ့နိုင်ခဲ့တာဟာအာဂါသအတွင်သွားလာရေးဈေးစကောက်တွေတိတိတတ်တာရော့ကျသွားစေတဲ့အောင်မြင်မှုတရက်ဖြစ်တယ်လို့လည်း Elon Musk ကပြောခဲ့ပါတယ်။အခုလို့သုံးပြီးသားဒုံးအားအရှိန်မြင့်ဆက်ကိုပြင်လွတ်စဉ်သက်စေတာဟာအာဂါသစူးစမ်းလေ့လာရေးကိစ္စတွေကိုဈေးစ က်ကပုံမူတက်တာစီပြီးစွမ်းဆောင်ရည်ပိုကောင်းစီဖို့အပြိုင်အဆိုင်စူးစမ်းနေချိန်မှာပုဂလိကအာဂါတာလုပ်ငန်းနယ်ပယ်မှာအာဂါတာပြန်သိမ်းလုပ်ငန်းစဉ်အတွက်တမောင်းဝင်အခိုင်အတန့်တရဖြစ်တယ်လို့ပညာရှင်တွေကထုတ်ဖော်ကြီးတူးခဲ့ကြပါတယ်။ အနေငယ်ဟောင်းနှွမ်းနေတဲ့ Falcon 9ဒုံးကြီးဟာဒေတာစံတော်ကြီးမလ30ရက်နေ့ညနေ6:28မိနစ်အချိန်မှာ Florida ပြည်နယ် Cape Canaveral ကောင်းကင်ကိုပြန်တက်သွားခဲ့တာဖြစ်ပြီးအခုလိုပြန်တက်သွားတာဟာလူစင်ပတ်အခြေဆိုင် SES Company အတွက်ဆက်သွယ်ရေးဂျိုတုကိုအဝေးကပတ်လန်းတဲကိုတွန်းပို့ပေးဖို့ဖြစ်တယ်လို့ဆိုပါရယ်အဲဒီလို Falcon 9ဒုံးကြီးပြန်တက်သွားပြီးနောက်7မိနစ်ခန့်အကြာမှာ California ပြည်နယ် Hawthorne မှာရှိတဲ့ SpaceX ခီးစဉ်ထင်းချုပ်ရေးဌာနဟာ Falcon 9ဟာ Atlantic သမုဒ္ဒရာတွေကဒုံးကြီးဆင်းသက်တဲ့ရေပေါ်ကွင်း ်းပေါ်ကိုအတဲ့ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒီလိုကြေညာလိုက်တဲ့အချိန်မှာအဲ့ဒီထိန်းချုပ်ရေးစခန်းမှာချီကျူးတန်တွေရှန်ထွက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာဒုံးပြန်တစ်ချိန်ပြစ်လွတ်ပြီးတိုင်းဒေါ်လာတန်းချီတန်တဲ့ဒုံးပြန်အစိပ်ပိုင်းတွေကိုစွန့်ပစ်ထားလိုက်ရှိပြီးအခုလိုသုံးပြီးသားအမာတဲ့ပစ္စည်းတွေကိုပြန်လည်အသုံးပြုထားတဲ့အတွက်ကိုကြားစီအများကြီးတက်တာသွားတယ်လို့သိရပါတယ်။ဖက်ကွန်နိုင်းဒုံးပြန်တစ်ချိန်ပြစ်လွတ်ပါကအမေရိကန်ဒေါ်လာ60တန်းကုန်ကျလိမ့်ရှိပြီးသုံးပြီးသားပစ္စည်းတွေကိုပြန်လည်တန့်စင်သုံးဆွဲတာကြောင့်တစ်ချိန်ပြစ်လွတ်တဲ့အခါကုန်ကျစရိတ် 30ရာခိုင်နှုန်းခန့်တက်တာသွားတယ်လို့လည်းသိရပါဗျာ။